မင်္ဂလာပါရှင်ခရနီကိုင်းကျူ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ယခုဖတ်ပြမှာကတော့ဆရာကြီးထင်လင်းဘာသာပြန်ဆိုထားတယ်မြတ်တာရှင်မလေးပေါလီယာနာဆိုတဲ့ဝိတုစာအုပ်ကလေးကိုဖတ်ပြမှာပဲဖြစ်ပါရယ်ရှင်အားလုံးပဲလိုက်ပါနာဆင်ပေးကြပါအောင်ရှင်အပိုင်း29ဧည့်သည်များဒေါက်တာမီတီဆုံးဖြတ်ချက်ကိုဂျွန်ဘင်ဒယ်တန်အားအကြောင်းကြားရန်ဆေးလွှင့်ခံရသူမှာနန်စီဖြတ်လေသည် ဒေါ်ပေါ်လီကအကြောင်းကြားပါမည်ဟုဂရိခံလိုက်သည်ကိုတရိယာ၍လွှတ်လိုက်ခြင်းဖြစ်၏သူကိုယ်တိုင်သွားရန်တော်၎င်းစာရေးလိုက်ရန်တော်၎င်းမဖြစ်နိုင်၍နန်စီကိုလွှတ်ရခြင်းဖြစ်၏ဤအင်ဂျင်နှင့်အင်ရှင်တို့ကို တွေ့ရဖို့အထူးအခွင့်အရေးရခြင်းကိုရခင်အခါများကဆိုလျင်နန်စီဝမ်းသာမိမည်ဖြစ်သည်တို့ရရင်နန်စီမှာဘာရလို့မျှမပြောနိုင်လောက်အောင်ရင်းလေးလျက်ရှိ၏သူသည်ဂျွန်ပင်ဒယ်တန်အလာကိုစောင့်ဆိုင်နေစဉ် မိနစ်အနည်းငယ်နိုင်ပင်ရင်ပတ်ဝန်းကျင်ကိုလည်းမကြည့်မီမစ္စတာပင်ဒယ်တန်ခန်းမာရဲဝင်လာပြီးအံ့ဩသလိုကြည့်နေတော့နန်စီကကျမနန်စီပါရှင်ဒေါ်ပေါ်လီဟန်ရင်တန်ကပေါ်လီယာနာအကြောင်းပြောပြဖို့လွှတ်လိုက်ပါတယ်ဟုယူသေးစွာပြောပြသည်ကောင်းပြီပြောပါဟုတူတူတောင်းတောင်းမင်းဆိုလိုက်တော့လေသူကောင်းပြီဤနောက်ွယ်တွင်စိုးရိမ်ပူပန်မှုအပြည့်ရှိသည်ကိုနန်စီနားလည်လိုက်၏မကောင်းပါဘူးမစ္စတာပင်ဒယ်တန်ဟုဆိုကတစ်ဆိုနေသည်ဖြင့် ရက်ထားရာမစ္စတာပင်နယ်တန်ကဟင်ဟင်ဘလို့ဟုပြောရင် သူလည်းရက်သွား၏ဟုတ်ကဲ့ဆရာဝန်ကကလေးမလမ်းမလျှောက်နိုင်တော့ဘူးလို့ပြောပါတယ်တခဏများတခန်းလုံးညီသက်သွား၏သူဤအတန်မှာတုံနေလေသည်ဖြစ်ရလေကလေးမရဲ့ဖြစ်ရလေချင်းကွယ်နန်စီကသူ့အားတစ်ချက်လမ်းစီလိုက်ပြီးမျက်လွာပြန်ဆထားလိုက်သည်အိမ်များခက်ထန်မှာကြောသောသဘောဆိုသည့် ဂျွန်ဘင်ဒယ်တန်လိုလူမျိုး၏မျက်နှာကိုဤသို့မြင်ရလိမ့်မည်ဟုဘယ်တော့မှမထင်ခဲ့ဘူးကြီးခနာကြာ၍စကားပြောပြန်တော့သူ့အတံမှာတိုးလျက်တုန်နေသည်နေအောင်ထဲမှာမကမခုံရတော့ဘူးဆိုတာရက်ဆက်လုံးပါလားတက်တန်အောင်ထွက်တဲ့ဖန်တုံးကလေးရဲ့ထို့နောက်အတန်ကြာငြိမ်သက်နေပြီးမှဘင်ဒယ်တန်ကဒါကိုကလေးမကိုရင်ကတော့မသိဘူးထင်ပါရဲ့နော်ဟုဖြတ်ထိုးမိလိုက်၏နန်စီကရှာရင်သိပါရဲ့ရှင်ဒါကြောင့်ပိုခတ်တာပေါ့ ဲ့ဒီတောက်ကမြင်မကြောင်အဲ့လေရောင်းလို့ခတော့အဲ့ဒီကြောင်ကတကားကိုတွန်းဖွင့်လိုက်လို့ကလေးကသူတို့စကားပြောနေအောင်ကြားသွားတာပေါ့ရှင်ဒါကြောင့်သူသိသွားတာပေါ့ဟုပြောလိုက်ဖြစ်ရလေကလေးမရဲ့ဖြစ်ရလေချင်းဟုတ်ပါရဲ့ရှင်သူ့အမြင်ရရင်ဒီလိုပဲရင်ထုမလာဖြစ်ရမှာပါပဲသူအဲ့ဒါကိုသိရပြီးတော့ကျမသူ့ကိုနှစ်ခါပဲတွေ့ရပါသေးတယ်နှစ်ခါစလုံးကျမသိလာခဲ့တာပါပဲဖြစ်ရတာကလောလောလတ်လတ်ဆိုတော့သူ့မှာဘာတွေဘာတွေမလုံးနိုင်သေးဘူးဆိုတာကိုပဲတွေ့တွေ့နေမိဟန်တွေ့ပါတယ် ်ဝမ်းသာတယ်လည်းကစားနိုင်ပုံမရတော့ပါဘူး။ဒါနဲ့ Mr. Pendleton ဒီကလေးမရဲ့ကစားနည်းကိုတော့သိမယ်မထင်ပါဘူးတဲ့။ Nancy ကဖြတ်ပြောတော့ Mr. Pendleton ကဝမ်းသာတယ်ကစားတယ်ဆိုရလား။အင်းအင်း။သူပြောပြလို့သိပါရဲ့ဟုပြောသည်။သူပြောပြရဲ့မဟုတ်လား။အင်း။သူကတော့လူတိုင်းလိုလိုပြောပြတာပါပဲ။ဒါပေမဲ့အခုသူကိုယ်တိုင်ကတော့မကစားနိုင်ရှာတော့ဘူးလေ။အဲ့ဒါသူစိတ်အညစ်ဆုံးပေါ့။သူဒီမှာလမ်းမလျှောက်နိုင်တော့တာနဲ့ပတ်သက်လို့ ဝမ်းသာစရာဆိုလို့ဘာမှစဉ်းစားလို့မရတော့ဘူးတဲ့ရှင်။အေးဘယ်မှာရနိုင်တော့မလဲဟုပင်ဒယ်တန်ကဒေါသနဲ့ပြောလိုက်။နန်စီလည်းစိတ်မတန်တာဖြစ်မင်းခြေတကြွကြွဖြစ်နေရမှာ။ကျမလည်းအဲ့ဒါလိုပဲထင်တာပဲ။ဒါပေမဲ့သူ့မှာဝမ်းသာစရာတခုခုရနိုင်ရင်ဘယ်လောက်စိတ်သက်သာရရရှာမလဲဆိုပြီးတော့လေသူ့ကိုတတိဖို့ပြီးကိုစဉ်းစားစဉ်းစား။ဘာလို့တတိဖို့ပြီးကိုလဲ။ Mr. Pendleton ၏အတံမှာဒေါသမပြေသေးသလိုမာကြောစေ။ ူတခြားလူတွေကိုကစားဖို့ဘယ်လိုတိုက်တွန်းခဲ့တယ်ဆိုတာကိုလေ Mrs. Snow တို့ဘာလို့ပေါ့တိလားသူတို့ကိုဘာလို့ရမယ်ဆိုတာပြောပြတဲ့စကားတွေပေါ့ဒါပေမဲ့ကလေးမငိုယုံမင်းငိုရတယ်ရှင် အဖြစ်ကတခြားစီနဲ့တူပါတယ်ရှင်တသက်လုံးအိပ်ရဲမထနိုင်တဲ့လူဘယ်လိုဝမ်းတရားမယ်ဆိုတာပြောဖို့လိုပေမဲ့ကိုကိုတိုင်းတသက်လုံးအိပ်ရဲမထနိုင်တဲ့လူဖြစ်ပြီးစူးစမ်းရတာကတော့မလွယ်ဘူးတယ်ရှင်ပြီးတော့လေတခြားလူတွေသူ့လိုမဖြစ်တာကိုဝမ်းသာဖို့ ူကိုယ်သူအကြင်ကြင်ပြောရင်တစ်ချိန်လုံးလဲသူလမ်းမလျှောက်နိုင်တော့ပါဘူးဆိုတာကလည်းလို့ဒီစားဘာမှမတွေးတတ်နိုင်တော့ဘူးရဲ့ရှင်။နန်စီကရက်ထားလိုက်သည်။ဂျွန်ပင်ဒယ်တန်ကဘာမှဝင်မပြောပဲမျက်နှာကိုလက်ဖြင့်ဥက္ကာသာထိုင်နေလေသည်။ကျမသူပြောသလိုဝမ်းသာစရာရှာရခက်လေပြောစရာကောင်းနေပဲဆိုတာသတိဖော်ပြီးတော့လဲတကယ်ခက်ပြီဆိုတော့လဲပြောစရာမကောင်းပြန်ဘူးတဲ့။ကဲကျမလည်းပြန်မပဲထင်တယ်ဟုစကားကိုဖြတ်ကန်းလှည့်ထွက်လာခဲ့ပြီ။တကားဝါရောက်မှ စုံဆိုင်ဆိုင်ရက်ကမရေတရေပဲမစ္စတာပင်တယ်တန်ဂျမီဘင်းကိုတွေ့ပြီးပြီလို့တော့ကျွန်မပေါ်လီယာနာကိုပြောနိုင်မယ်မထင်ပါဘူးနော်ဟုမေးသဖြင့်ဂျွန်ပင်တယ်တန်ကမပြောနိုင်မလဲတွေ့မှမတွေ့ရသေးတာဟုတိုးဆက်ဆက်ပြေးကဘာဖြစ်လို့လဲဟုဆက်မေးသည်ဘာမှမဖြစ်ပါဘူးရှင်အေးဒါတာသူကိစ္စကသူစင်ကောင်းဖြစ်နေတဲ့ကိစ္စတခုမဟုတ်ပါကောင်လေးကိုမစ္စတာပင်တယ်တန်တွေ့ဖို့ခေါ်သွားနိုင်တော့ဘူးဆိုပြီးစင်ကောင်းတာပေါ့တခါတော့ခေါ်သွားပြီးပြီဆိုပါတယ်ဒါပေမဲ့ အဲ့ရုံကဂျင်မီကလည်းဘာမှသဘောကျလောက်အောင်အစွမ်းမပြနိုင်ခဲ့တော့မစ္စတာပင်နယ်ကသူ့ကိုအင်တာယာအောင်လုပ်နိုင်တဲ့ကလေးလိုမထင်ပါသူဆိုတဲ့သူပါအောင်ဆိုလိုတယ်ဆိုတော့သိနိုင်လိမ့်မယ်ထင်ပါတယ်ရှင်အေးအေးသိပါတယ်ဟုတ်ကဲ့ရှင်အဲ့ဒါသူ့ကကောင်းလေးကိုနောက်တစ်ခေါက်ခေါ်သွားပြီးချစ်စရာကောင်းပါတယ်ဆိုတာပြကြင်နေတာအခုတော့ဘယ်ပြနိုင်တော့မလဲတော့ကမြင်မှမတော်ကအေးအေးရောင်းလို့ကတော့ရှင်ကဲတော့ရမယ်နော်ဟူဆိုကနန်စီလည်းပြေးထွက်ခဲ့လေတော့ဤ များမကြာမီပင်နယူးယောက်မှာလာတော့ဆရာဝန်ကြီးကပလီယာနာဝစ်စတီးရသည်လမ်းလျှောက်နိုင်တော့မည်မဟုတ်ဟုပြောကြောင်းဘယ်ဒင်စဗီတစ်မြို့လုံးသိရှိသွားလေတော့ရာတကားမှမကြုံဘူးသောတုံလုံးခြောက်ခြားမှုမျိုးနှင့်ကြုံရလေ၏လူမြင်လျင်ပြုံး၍နှုတ်ဆက်တတ်သောမျက်နှာပေါ်တွင်မဲ့ချောက်ကလေးများနှင့်ချစ်စပွဲတက်လက်လာသောကလေးမအားမြင်လျင်မသိသူမရှိသလောက်ဖြစ်ပြီးသူကစားနေကြဝန်သားရန်ကစားနေကိုလည်းမသိသူမရှိသလောက်ဖြစ်သည်ရခုမို့သူတို့မြို့လမ်းများပေါ်တွင် ဤမျက်နှာကလေးကိုမမြင်ရတော့ဝမ်းသာ၍အော်ဟစ်လိုက်တော့သူဤချိုးလွင်ရှင်းပြတော့အတန်ကလေးကိုမကြားရတော့ဘူးဆိုလျင်မယုံကြည်နိုင်မဖြစ်နိုင်လောက်အောင်အဖြစ်ဆိုလာချေတည်းတကားဟုထင်ပွဲဖြစ်ရလေသည်စပိုးဆောင်များတွင်၎င်းဧကန်များတွင်၎င်းနောက်ဖီဝင်းထျံများကိုကြော်၍၎င်းအမျိုးသမီးတို့သည်ဤအကြောင်းကိုပြောဆိုကြကုန်၏ပွန့်ပွန့်လွန်းလွန်းငွေကြေးကြကုန်၏လမ်းတောင်များလက်ပိရင်ဆိုင်များတွင် အမျိုးသားတို့သည်ဤအကြောင်းကိုပြောဆိုကြကုန်၏ ပုံမှန်လည်းမဟုတ်တော့လဲသူတို့လည်းငိုကြွေးကြရသည်သာတရင်ဆိုဤနောက်ကထက်ချက်လိုက်၍လာတော့နန်စီဤပြောပြချက်များကိုကြားရတော့လဲဤသို့ပြောကြဆိုကြငိုကြွေးကြခြင်းများရော့ပါ၍မတော်နန်စီဤပြောပြချက်မှာကလေးမသည်ကျမစိုးနှင့်ရင်ဆိုင်ရရှာသောအခါ သူကစားနေကြကစားနေကို မကစားနိုင်တော်သည့်အတွက်စိတ်ညစ်ညူလျက်သားရှိနေရသည်ဘာတွမ်းမြဝမ်းသာနိုင်သောဟူ၍ပင်ဖြစ်သည်ဤအချိန်အခါမျိုးတွင် ပေါလီယာနာ၏မိတ်ဆွေများတွင် တနည်းနည်းဖြင့်တူညီသောစိတ်ကိုဖြစ်မိကြဟန်တူသည်မိတို့ဝင်ဖြစ်စေဟာရန်တန်အင်ဂျီ၏သခင်မမတစ်ချိန်နဲ့တစ်ပြိုင်နက်လိုလိုပင်ဧည့်သည်ရောက်ရောက်လာ၍အံ့ဩရလေသည်လာကြသူများတွင်သူသည့်သူလည်းပါသလိုမသိသူများလည်းပါသည်ယောက်ျားမိမနှင့်ကလေးများလည်းပါသည်များစွာသောဧည့်သည်တို့မှာပေါလီယာနာတိလိမ့်မည်ဟုအဘယ်နည်းနည်းမှမထင်သောသူများဖြစ်နေသည်အချို့ကအိမ်ထဲဝင်လာပြီး ငိန်သက်စွာပင်5မိနစ်10မိနစ်ထိုင်နေရတဲ့ကြာဤအချို့ကမူအင်ရှေစင်ဝင်လေကားတွင်ခတ်ကြောင်ကြောင်ပင်ကင်ထားသောအုတ်ထုပ်လက်ပွေအိတ်စသည်တို့ကိုစိတ်မငြိမ်နိုင်လက်ပြောင်ကင်လျက်ရက်နေတတ်ကြဤအချို့ဆောက်အချို့ပန်းစီအချို့ကစားခြင်းစပွဲအစားအစာတခုခုယူ၍လာတတ်ကြသည်အချို့ကဝမ်းနေပန်းနေငိုကြွေးကြသည်အချို့ကလက်ကင်ဘွားနှင့်နာမုတ်ကြ၏အားလုံးသောသူများသည်တန်ရာရသောကလေးမ၏အခြေအနေကိုစိုးရိမ်တကြီးမေးကြပြီး အားလုံးကပင်သူတို့ပြောစရာရှိသောစကားများကိုပြောခဲ့ကြ၏ဤစကားများကပင်လေနောက်တော့ကြတော့ဒေါ်ဘော်လီအားလှုပ်ရှားလာစေသည်ရှေးဦးစွာလာသူမှာမစ္စတာဂျွန်ပင်ဒယ်လ်တန်ဖြစ်၍ယနေ့သူဂျိုင်းတော့မပါဘဲလာသည်ကျုပ်ဘလောက်စိတ်ထိခိုက်သွားတယ်ဆိုတာပြောဖို့လိုမယ်မထင်ပါဘူးဒါပေမဲ့ဘာမှလုပ်လို့မရတော့ဘူးလေဟိုမေးသည်ဒေါ်ဘော်လီကစိတ်မချမ်းသာသောအမူအရာကိုပြလိုက်ပြီးကျမတို့လည်းတစ်ချိန်လုံးလုံးနေတော့တာပါပဲ င့်မဲ့တဲ့ကူနီနဲ့ဆေးဝါးတွေကိုဒေါက်တာမစ်ကညွှန်ပေးပါတယ်။ဒေါက်တာဝါရင်ကသူ့အညွန်တိုင်းတသိမသိဆောင်ရွက်ပါတယ်။သို့ပေမဲ့ဒေါက်တာမစ်ကတော့ဘာမျော်လင့်ချမ်းမှမထားပါဘူးဟုပြောပြသည်။ဂျွန်ဘင်ဒယ်တန်သည်ယခုမှရောက်လာတော့လဲရုတ်တရက်ပင်ပြန်ထားလိုက်သည်။သူ့မျက်နှာဖြူလျော်နေပြီးနှောက်ခမ်းများကိုတင်းနေအောင်ဆေးထားသည်။ဒေါ်ဘော်လီရှိရင်ဘာကြောင့်ကြကြမနေခြင်းဒီကိုဒေါ်ဘော်လီနားလဲပါသည်။တကားဝရင်သူရက်ပြီးလှည့်ကြည့်ကား ပေါလီယာနာကိုပြောဖို့စကားတစ်ခုပါပါတယ်ပြောပြီးပါကျုပ်ဂျင်မီဘင်းကိုတွေ့ပြီးပြီလို့ဂျင်မီဘင်းဟာအခုအစားပြီးကျုပ်ရဲ့ကလေးဖြစ်တော့မယ်လို့ဂျင်မီဘင်းကိုကျုပ်မွေးစားလိုက်တော့မယ်ဆိုရင်ပေါလီယာနာဝမ်းသာမယ်လို့မျှော်လင့်နေဆိုတဲ့အကြောင်းပြောပြီးပါဒေါ်ပေါလီဒီအံ့အားတင်သွားသဖြင့်ကိုကိစ္စဟုတ်ဒီမဟုတ်ဒီကိုသတိမထားမိလိုက်ပဲရှင်ဂျင်မီဘင်းကိုမွေးစားမယ်ဟုတ်လားဟုတ်ဆက်ဆူလိုက်မိသည်ဂျွန်ဘင်ဒယ်တန်ကမျက်နာကိုမော်လိုက်ပြီးဟုတ်တယ် ပေါ်လီယာနာတော့နားလည်လိမ့်မယ်ထင်ပါတယ်ပြောပြလိုက်ပါသူဝမ်းသာလိမ့်မယ်ထင်ပါတယ်နော်ဟုပြောမှဟုတ်ကဲ့ဟုတ်ကဲ့ဝမ်းသာမှာပေါ့ဟုအထစ်ထစ်အငေါငေါဆိုလိုက်ရလေဒီတော့မှဂျွန်မင်ဒယ်တန်ဥညွတ်ပြီးခြေဆုတင်ပါတယ်ဟုဆိုကာနှဲ့ထပ်သားလေတော့သည်ဒေါ်ပေါ်လီသည်အခန်း၏အလဲတွင်ရက်ကအံ့အားတင်လျက်ငြိမ်သက်စွာယခုတွင်မှသူ့ကိုနှုတ်ဆက်၍ထွက်သွားသောဂျွန်မင်ဒယ်တန်ကိုငေးဆိုင်ကြည့်နေလိုက်မိ၏သူ၏နားများကိုပင်သူမယုံကြည်နိုင်လောက်အောင်ဖြေရ၏ ဂျမင်ဒယ်တန်ကဂျင်မီဘင်းကိုဝေးစားမိတယ်လားချမ်းသာကြွယ်ဝသောလွတ်လပ်သောတုံမုံစွာနေတတ်သောကစီနေသည်ဟုကြော်ကြသောအလွန်တရာအတ္တအာကြီးသောဂျွန်မင်ဒယ်တန်လိုလူကဤကဲ့သို့သော ကောင်းလေးတယောက်ကိုမွေးစားမိတယ်လားအံ့အားတင်သောမျက်နှာဖြင့်ပင်အခန်းစီသို့တက်လာခဲ့၏ပေါ်လီယာနာ၏မစ္စတာဂျွန်မင်ဒယ်တန်မှာသွားတယ်သူအခုပဲပြန်သွားတယ်လေသူဟာ သူချင်းမိပင်ကိုသူ့ကလေးဖြစ်ယူလိုက်ပြီဆိုတာပြောပြပါလို့မှာသွားတယ်လေ။ဒါအသင့်တမီးလေးဝမ်းသာမယ်ထင်တယ်တဲ့။ပေါ်လီယာနာဤညုံငယ်သောမျက်နှာကလေးမှာရုတ်တရက်ဝင်းလဲ၍လာကဝမ်းသာမယ်ဟုတ်လား။ဟုတ်တယ်။တမီးဝမ်းသာပါတယ်လေ။အိုးအန်တီပေါ်လီယေတမီးလေးချင်းမိအတွက်နေရာလေးတစ်ခုသိရှာပေးချင်တာ။အခုနေရာတကယ်ချစ်စရာနေရာကလေးပါပဲ။ပြီးတော့မစ္စတာပင်နေတန်အတွက်လည်းသိဝမ်းသာပါတယ်။သိလားအန်တီ။အခုဆိုသူ့အိမ်မှာကောင်းလေးတစ်ယောက်ရှိနေတော့မှာပဲပေါ့ဟုပြောလိုက်။ ပါဘလို့ပေါ်လီယာနာမျက်နှာပြတ်သွားသည် သူ့ကိုမစ္စတာပင်ဒယ်တန်ကမွေးစားခြင်းသည်ဆိုသည့်အကြောင်းသူ့တို့အားတကားများပြောမပြခဲ့ဘူးသည်ကိုမေ့နေသည်သူတစ်ချိန်ကခဏတာများသူ၏ချစ်သောအန်ဒီပေါ်လီထံမှထွက်ခွာသွားရင်စိတ်ကူးဖြစ်ခဲ့ဘူးသည်ကိုယခုပြန်လဲမပြောချင်တော့ဒီလိုလေးအန်ဒီရဲ့မစ္စတာပင်ဒယ်တန်ကတမျိုးတကားပြောဘူးလေသိလားမိမတယောက်ရဲ့လက်နဲ့အသင်းနှလုံးဒါမှမဟုတ်ကလေးတယောက်ရှိနေမှာပြောစရာအရင်ဖြစ်မယ်လို့ပြောဘူးလို့အခု ူ့အိမ်မှာကလေးတယောက်ရှိနေတော့မယ်လို့ပြောတာပါ။အော်အော်ဒီလိုလား။ဒေါ်ပေါ်လီကခက်အေးအေးဆိုလိုက်သည်။တကယ်တော့သူဒီပေါ်လီယာနာအတီတီထက်ပို၍နားလေလိုက်သည်။ဂျွန်ပင်ဒယ်တန်ကသူ့ကြောက်တိုက်ကြီးကိုပြောစရာအိမ်အဖြစ်ပြောင်းလဲရင်ကလေးတယောက်ရှိနေဖို့အတွက်ပေါ်လီယာနာကိုမရအရာအတင်းခေါ်နေစဉ်ကသူခင်ဗျာအတော်ကလေးညင်ရရှာပေးမည်ဆိုသည်ကိုပါနားလေလိုက်သည်။ထို့ကြောင့်သူ့မှာအော်အော်ဒီလိုလားဟုသာဆိုနိုင်ပြီးမျက်ရည်ဆင်ရပြန်သည်။ ော်လီယာနာလည်းအဖေအခက်သည့်မိကုံများသူ့အတော်နောက်ထပ်ထပ်မိမိကိုဆိုရင်တဖြင့်စကားကိုလွဲကပင်ဒယ်တန်အင်ဂျင်နဲ့သူ့ပိုင်ရှင်အကြောင်းဖြောက်ပြလိုက်သည်ဒေါက်တာချီလ်တန်ကလည်းဒီလိုပဲပြောတယ်လေပြောစရာအိမ်ဖြစ်ဖို့အတွက်မိမတယောက်ရဲ့လက်နဲ့အတင်းလုံးဒါမှမဟုတ်ကလေးတယောက်ရှိနေဖို့လိုတယ်တဲ့တိလားပေါ်လီယာနာက ပြောလိုက်တော့ဒေါက်တာလီက ဖြတ်ခနေလေကဒေါက်တာချီလ်တန်ဟုတ်လားတမိဘယ်လိုလုပ်ပြီးသိတယ်လဲဒါကို तू ကပြောတာပါအန်ဒီ तू ကအခက်နှခမ်းမဲနေတယ် အိမ်မဟုတ်ဘူးလို့ပြောရင်ပြပြတာလေဒေါ်ပေါ်လီကဘာမှပြန်မပြောဘဲပရင်းမအပြင်သို့ငင်းနေလေသည်တမီးကသူဘာဖြစ်လို့မိမတယောက်ရဲ့လက်နဲ့အတင်းလုံရအောင်ရှာပြီးအိမ်မလောက်ထားလဲလို့မေးတာပေါ့ဒေါ်ပေါ်လီဘာပြင်းတို့မှနီးမြန်းလာပြီးတဖက်သို့လှည့်ရင်ပေါ်လီယာနာဟုတားမြင်လိုက်မိ၏ဟုတ်တယ်တမီးမေးတာပေါ့သူလေသူသိပ်ပြီးဝမ်းနေနေပုံရတာပဲအန်ဒီရဲ့ဒေါ်ပေါ်လီမှာမမေးတင်မှန်းသီးလျက်နဲ့အမှတ်တမဲ့ပင်သူကဘာပြန်ပြောလိုက်တယ်လဲဟုမေးလိုက်မိသည် အစတော့ဘာမှပြန်မပြောဘူးအန်ဒီရဲ့နောက်တော့သူကတိုးတိုးကလေးပြောတယ်လူချင်းုံနဲ့ရရမဟုတ်ဘူးကွတဲ့ခိတာညာငိမ့်တန်နေသည်ဒေါ်ပေါ်လီသည်ပရင်ပေါက်ဘတ်သို့လှဲ့ကငေးရပြန်ပြီသူ့ပါပြင်တို့သည်လည်းထူးထူးခြားခြားနေရလျက်ပေါ်လီယာနာကတပြင်းချလိုက်ပြီးဘလို့မဆိုသူ့မှာတရားရောက်တော့လိုတာပဲသမီးတည်တယ်ရစေချင်ပါတယ်ဟိုဆိုလိုက်တဲ့ဖြင့်အန်ဒီပေါ်လီကသမီးဘလို့လုပ်ပြီးတည်လေကွဲဟိုမေးပြန်သည် နောက်တနေ့လည်းတခါသူကပြင်ပြောတယ်လေ တူတူလေးပြောရပါမယ်တမိချားပါတယ်သူပြောတာကရမယ်ဆိုရင်တဲ့သူ့မှာရှိရတဲ့လောကလုံးပုံပြီးမှာပဲတဲ့အိုးအန်တီဘော်ဒီဘာဖြစ်လို့လဲအန်တီဘော်ဒီဒီထိုင်ရမကပြကပြထားတာဗရင်ပေါက်စီတို့ထားသွားတော့ကြောင်းဖြစ်၏ဘာမှမဖြစ်ပါဘူးတမိလေးရဟော်ဒီဖန်တော့နေရာပြောင်းချိတ်တာပါဟုပြင်ပြောလိုက်တော့အန်တီဘော်ဒီဤမျက်နာတစ်ခုလုံးမှာနေမြဲ၍နေလေသည် ယခုဖပြသွားတဲ့ဝတ္ထုလေးကိုနားဆင်သူများနဲ့တဲ့သဘောကြလိမ့်မယ်လို့မျှော်လင့်ပါရယ်။နောက်လာမယ့်ဘိုင်းတင်ကလေးတွေကိုလည်း Chronic Guide YouTube Channel မှာဆက်လက်နားဆင်ပေးဖို့အတွက်တောင်းဆိုပါရယ်ရှင်။အားလုံးပဲတရားချမ်းမြေ့တဲ့နေ့ရက်ကလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျွန်မကတော့စာဖတ်သူဝိုင်းပါ။